ကဲစင်ကန်မြို့နယ်မှာတော့လက်တွေ့ပြလိုက်ပါပြီအဲ့ဒါကတော့ရာဇဝတ်ကောင်မင်းအောင်လှန်ရဲ့အတုရောင်ရွေးကောက်ပွဲမှာပါဝင်လှုပ်ရှားနေတဲ့ဖြူခွေးငါးကောင်ကို လက်ပစ်ဘုံနေတဲ့အတူဖမ်းဆီးမိထားတဲ့တဲ့မှာเนาะအဲ့တော့မင်းအောင်လှန်ကတော့တတိုင်းကန်လုံးလာပတ်ပြီးတော့ပြည်သူကိုမျိုးစုံဖမ်းဆီးတပ်ဖြတ်နေပြီမဲ့သူတေရမှာတော့တေအောင်ကြောက်တယ်ဖန်ခီးစင်မှာ ူပြည်နယ်မှာရှိတဲ့သူ့တပည့်တွေတီခင်းအက်ခံတဲ့အစားအသောက်မဟုတ်နောက်ဆုံးရေရက်အစတို့တော့မတော့ဘူးထိတော့မထိဘူးတဲ့သူ့ရဲ့တက်တော်ဆောက်တွေစီစဉ်ပေးတဲ့ရေပဲတောက်တယ်အစားအစာပဲစားတယ်တားချောက်တာသူများကိုတတ်လို့ရှိရင်အမိတ်ပေးပြီးတတ်ခိုင်းတာသူ့ကိုထိမှလေးဖင်လေးအက်လေးထိုးမှလောင်ကြောက်တယ်အဲ့ဒါအဲ့ဒါအာနာယူတွေရဲ့ထုံးစံအာနာယူတွေကအာနာရှင်နေအာနာရှင်နေပြောအဲ့ဒီအာနာရှင်နေသူတို့တားသမီးထိမှသူတို့မိသားစုထိမှသူတို့ဆွေမျိုးထိမှသူ့ကိုထိခိုက်မှအင်မတန်ကြောက်ကြတယ် เนาะไอ้လူยกมาเนี่ยจิอะกบามาแล้วดีใจมั้ยเนาะอกูแล้วมีออกไหนเนี่ยไอ้ใจมั้ยอะတော့ဒီမင်းအောင်နိုင်အာနာရရေးအတွက်ကိုကိုဘယ်ဘဝရောက်မလို့ရောက်မှန်းမတိပဲနဲ့ဒီအတုရောင်ရွေးကောက်ပွဲကိုဝင်းရံမယ်ပါဝင်မယ်ပတ်တတ်မယ်ဆိုလို့ရှိရင်เนาะအခုချက်ချင်းအကျိုးတက်ရောက်တက်ရောက်မတက်ရောက်တစ်ချိန်ညင်ကျင်းကြီးအကျိုးတက်ရောက်ပါလိမ့်မယ်ဘာဖြစ်လို့လဲနံပါတ်1မင်းအောင်နိုင်ဒီနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့နိုင်ငံတော်ပုံကံ နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်နော်အဲ့တော့နိုင်ငံတော်ပုံကံမှုကြီးကိုကျူးလွန်ထားတဲ့ဆိုမြန်မာပြည်မှာတေထံပေးလို့ရတာအမှု9မှုပဲရှိတယ်အဲ့ဒီထဲမှာနိုင်ငံတော်ပုံကံမှုတမှုပါတယ်နော်အဲ့တော့တေထံပေးခံရမယ့်ရာဇဝတ်ကောင်ကလှုပ်တဲ့အလုတ်တွေထုတ်တဲ့အမိတ်တွေပါဝင်ပူးပေါင်းပတ်တဲ့အားဖြင့်ရာဇဝတ်မှုအကုန်မြောက်ပါတယ်ဒါဥပဒေကြောင့်မှပါတဲ့ရဟုတ်တယ်နော်ဒါကြောင့်မို့လို့အခုမင်းအောင်နိုင်ရဲ့သူအာနာရရေးအတွက်လှုပ်တဲ့ဒီအာနာလုတဲ့ ရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲကိုပါဝင်မယ်ပတ်တက်မယ်ဆိုရင်တော့ချင်းပြည်နယ်မှာတော့ကျင်းညာတယ်မွန်ပြည်နယ်မှာကျင်းညာထားပြီအခုနော်စင့်ကင်မြို့မှာထပ်ပြီးဖမ်းပြီအဲ့တော့ဒီရွေးကောက်ပွဲကြောင့်ဘယ်နှယောက်ထိမလဲတော့မတည်သေးဘူးသတင်းလေးကျွန်တော်ဖတ်ပြပါမန္တလေးတိုင်းစင့်ကင်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏အတူရောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပူးပေါင်းပါဝင်နေတော့ပြူစောတိ၅ဦးကိုအရှင်ဖမ်းဆီးမိက လက်ပြဘုံများတင်းစဲရရှိခဲ့ကြောင်းတောက်ဆက်ခရိုင်အမှတ်နှစ်တက်ရင်တက်ခွဲနှစ်ထံမှတည်ရတယ်။နိုဝင်ဘာလ17ရက်နေ့ပင်စင်ကိုင်မြို့နယ်အပြင်အကြမ်းဖက်စစ်တပ်၏အတူအယောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးလက်နက်ကင်ပူးပေါင်းပါဝင်နေတော့ပြူစောတိများလိုက်ပါလာသည့်ထော်လာကြီးတစည်းကိုတော်လိုင်းတပ်ဖွဲ့များကစောက်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းတည်ရတယ်။ထို့သောစောက်ကြိုဖမ်းဆီးမှုအတွင်ထော်လာကြီးပေါ်လိုက်ပါလာတဲ့ပြူစောတိ၅ဦးကိုတော်လိုင်းတပ်ဖွဲ့များအရှင်ဖမ်းမိခဲ့ပြီး၎င်းတို့ကင်ဆောင်ထားတော့လက်ပြဘုံများလည်းတင်းစဲရရှိခဲ့ကြောင်းသိရှိရသည်။ ရင်းတို့ဖန်ဆင်းရမည်သောပြူဇော်တိ၅ဦးကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံလွှဲပြောင်းပို့ဆောင်လိုက်ပြီးအရေးယူမှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါဖန်ဆင်းမှုကိုကြောက်ဆဲခရင်အမှတ်နှစ်တက်ရင်တက်ခွဲနှစ်ကြောက်ဆဲခရင်အမှတ်နှစ်တက်ရင်တက်ခွဲ၃နှစ်စစ်ကင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။အလားတူဇူလိုင်လကလည်းနမောင်မြို့တိလမ်းပိုင်းတွင်တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေစဉ်ရွေးကောက်ပွဲကော်မရှင်အကြီးအကဲဆက်ရေး မောင်မင်းသူကိုလည်းအရှင်ဖန်းစီနိုင်ခဲ့ကြောင်းထို့တော့ဖန်းစီရမိခဲ့တော့ရွေးကောက်ပွဲကော်မရှင်အကြီးအကဲဆွေးရေးမောင်မင်းသူထံမှရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့်စည်ရင်းတချို့ကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရတယ်။ကတားကတော့စင့်ကန်မြို့နယ်မှာဖမ်းမိတဲ့တဲ့င်းအဲ့တော့အခုချင်းမှာဆိုရင်ချင်းကောင်စီကချင်းပြည်နယ်ကောင်စီကဂျင်ညာလိုက်တာရှင်းတယ်လက်ရှိမင်းအောင်နိုင်ရဲ့အတူအောင်ရွေးကောက်ပွဲမှာအမတ်အဖြစ်ပဲပါဝင်ပါဝင်ပါဝင်ပူပေါင်းပတ်သက်တဲ့သူမှန်မြပိုင်ဆိုင်မှုတိမ့်မယ် လူကို ဥပဒေနဲ့အညီအေးအေးယူဆောင်ရမယ်။နောက်လေဟုတ်တယ်မလား။ငါတို့ဘက်ကလှုပ်တာတရားပေါင်တွင်းရမယ်လှုပ်တယ်။နော်ရှင်းရှင်းလေးအဲ့ဒီရွေးကောက်ပွဲကိုကြိုက်တယ်လို့လို့ပြည်သူတွေရဲ့ရွေးကောက်ပွဲဆိုတာ2020မှာကြံပြစ်ခဲ့တယ်။2020မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ပေါင်းစုံကလာရောက်လေ့လာစောင့်ကြည့်ခြင်းကိုခံခဲ့ရပြီးကျင်းပခဲ့တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တယ်။ ရွေးကောက်ပွဲကျင်းပပြီးတော့ရွေးကောက်ပွဲအလွန်ကာလမှလည်းနိုင်ငံတကာကရွေးကောက်ပွဲလစ်လာစောက်ကြည့်ရေးအဖွဲ့အားလုံးကဒီရွေးကောက်ပွဲဒီလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ဆိုတာကိုတညီတညွတ်ထဲအတီးပြုတ်ထောက်ခံထားတယ်။နောက်ဆုံးမင်းအောင်လှိုင်ကိုအယိုးခေါ်ကြိုက်ခိုင်းနေတဲ့ရှီကျင်းပင်ကိုယ်တိုင်ကအစလက်ရှိ2020ရွေးကောက်ပွဲအတွက်ဒေါ်အောင်ဆန်းစုကြည်ကို congratulation လုပ်ခဲ့ပြီးထောက်ခံခဲ့တာပါ။အဲ့တော့ လက်ရှိမင်းအောင်လှိုင်လုပ်မဲ့ရွေးကောက်ပွဲနံပါတ်1ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ကဘာကမလွတ်ပါဘူးနံပါတ်2လက်ရှိမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရခေါင်းနာမည်တည်တမထဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ဆိုတာကိုကဘာကုလတက်မကမှာဒီနေ့2025ထုတ်ပြန်တဲ့စာရင်းအထိမြန်မာနိုင်ငံတရားဝင်ခေါင်းဆောင်မှာဒေါ်အောင်ဆန်းစုကြည်နဲ့တမထဦးဝင်းမြင့်လို့ပဲတက်မှတ်ထားတယ်အဲ့တော့ရှင်းရှင်းပြောရင်ကဘာကမင်းအောင်လှိုင်ကိုလက်ခံထားတာမဟုတ်ဘူးအတိမတ်ပြုထားတာမဟုတ်ဘူး အဲ့တော့အာနာကိုလိုချင်တော့အာနာလုတယ်တိုင်းပြည်ကိုအာနာသိမ့်တယ်အာနာသိမ့်တဲ့အချိန်မှာပြည်သူကလက်မခံလို့စန့်ကျင်ဆန္ဒပြတဲ့ပြည်သူကိုလက်နှက်ကင် အကြမ်းကြီးနဲ့ဖြိုခွင်းတယ်အဲ့ဒီကနေစပြီးပြည်သူခုခံတွန်းလှန်စစ်ဖြစ်လာတယ်အခုဆိုရင် အာနာလုတာ၅နှစ်ရောက်ပြီမင်းအောင်နိုင်တဲ့အာနာမရတဲ့လေးလိုစန့်ကျင်နေစန့်ကျင်ပြီးတော့ပြည်သူခုခံစစ်ကိုတွန်းလှန်နေတဲ့တော်လိုင်းအင်အားစုတွေအနေနဲ့လေအောင်အောင်မြင်မှုပန်းတိုင်ကိုမရောက်နိုင်သေးဘူး အဲ့တော့ဒီကာလသည်မြန်မာနိုင်ငံအနေနဲ့အစိုးရမဲ့နေတဲ့ကာလလို့ပြောလို့ရပဲဆိုပေမဲ့တရားဝင်အစိုးရသည် NND အစိုးရဆိုတာပဲရှိနေသေးတယ်။အဲ့တော့လက်ရှိဒီ NUG နဲ့ပတ်သက်လို့ပြောတာဆိုတာရှိပါတယ်။ NUG ကိုကျွန်တော်တို့ဒီတော်လှန်ရေးကာလမှာပဲမြင်ခွင့်ရမှာပါ။တော်လှန်ရေးအလွန်ကာလမှာ NUG ဒီနိုင်ငံအာဏာကိုဆက်ပြီးတော့အစိုးရအဖြစ်လုပ်ခွင့်ရမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲ 2D ဂျားကာလတော်လှန်ရေးအစိုးရပါ။ တော်လှန်ရေးအစိုးရဆိုတဲ့လုပ်ရက်တွေတော်လှန်ရေးအစိုးရရဲ့ရက်တည်ချက်တွေကိုအခြားတော်လှန်ရေးတိုင်းပြည်တွေကမ္ဘာတော်လှန်ရေးနေမှာလေ့လာလို့ရပါတယ်။နောက်တချို့တွေကြတော့ UNG ကတသက်လုံးအစိုးရရမယ်။ဒါဟိုဘက်ကသွေးခွဲတဲ့ဟာကြီးပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တိုင်းပြည်မှာလူမျိုးရေးလူမျိုးချစ်တဲ့စိတ်ဘာသာချစ်တဲ့စိတ်ပြင်းထန်တယ်။မှားတာမှန်တာမတည်ဘူးနေအောင်လို့ပေါ့။နောက်အခုနေအောင်ပြောတဲ့ဇာတ်ထဲမှာဘာဖြစ်လဲ။မှားမှားနေအောင်ပြောတဲ့စကားเนาะတူကတော့မရှင်းမကြောက်ပြောတာပေါ့မမမမှန်ငတ်နိုင်ငံ စိုးစိုးမစိုးစိုးငါလူမျိုးကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်အနေအောင်ပြောတဲ့စကားအဲအဲ့ဒီနေအောင်ပြောတဲ့စကားထောက်ခံနေတဲ့လူတွေလည်းချစ်တယ်နော်သူတို့ကတော့ဘာမရှက်လို့ထောက်ခံဘာဖြစ်လို့လဲမမမမငါနိုင်ငံတဲ့စိုးစိုးမစိုးစိုးငါလူမျိုးတဲ့ကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ဆိုတော့လူတယောက်နေနေဖြစ်တယ်တိရိစ္ဆာန်တစ်ကောင်ဆိုရင်တော့လေသူပြောတဲ့ဆောင်ဖို့ကဖြစ်တယ်။ဟောအိမ်မှာမွေးထားတဲ့နွားတစ်ကောင်အိမ်မှာမွေးထားတဲ့ခွေးတစ်ကောင်ကသူ့ရဲ့မမမမငါအိမ်ပဲ။ ။ဘာလို့ဆိုတော့ငါ့အိမ်တော့ဝင်လာတဲ့ကောင်ငါကြိုက်မှာပဲ။ဟုတ်တယ်နော်။စိုးစိုးမစိုးစိုးငါတခင်ပဲ။ငါတခင်ကငါ့ကိုအစာကျွေးတာ။ငါတခင်တော့ငါကာကွယ်ပေးရမှာပဲ။နော်။ကောင်းကောင်းမကောင်းကောင်းအစိုးစိုးမစိုးစိုးငါခွေးမျိုးပေါ့ဟုတ်တယ်မလား။အဲဟုတ်တယ်လေငါခွေးမျိုးခွေးချင်းခွေးချင်းကိုက်ရင်ဘယ်လိုကိုယ့်အိမ်ကခွေးပဲကိုကြိုက်မှာပဲ။ဟုတ်တယ်မလား။နောက်တစ်ခုကပါသူပြောထားတာကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်တယ်။အဲအဲ့ဒီခွေးလည်းအဲ့လိုပြောမှာကောင်းကောင်းမကောင်းငါတခင်ပဲပြောမှာပဲ။ဒါခွေးလူဆိုရင်အဲ့စကားပြောလို့ရမလား။ ော်ဒီစကားကိုထောက်ခံတဲ့လူတွေကျွန်တော်မေးချင်တာအဲ့ဒါလူတို့ခမားတို့ကိုတတဝါတွေအားလုံးထဲမှာလူဒီအမြင့်ဆုံးဖြစ်ပါသည်ဆိုတာကအလဲဟတ်တက်ရထားတာမဟုတ်အဲ့ဒီကုံပုတ်ဘူးဘာဖြစ်လို့လဲအကောင်အဆိုးကိုခွဲခြားနိုင်လို့ခွေးတွေမှာခွဲခြားနိုင်တာမခွဲခြားနိုင်ဘူးနော်နွားတွေရောခွဲခြားနိုင်တာဉာဏ်ပညာမြင့်ပါတယ်ဆိုတော့လူစကားပြောရင်တင်ပါတယ်တပါရဲဆိုတဲ့အခုရေတရောင်ဆိုလင်းမိုင်းတို့ကုန်းတရောင်ဆင်းတို့တာလီကာတို့ကြက်တူရွေးတို့စသဖြင့်အဲ့ဒီတရောင်တွေရောအကောင်းအဆိုးအမှားအမှန်ခွဲခြားနိုင်တာ မခွဲခြားနိုင်ဘူးဟုတ်တယ်တော့ဒါညာရင်အမြင့်ဆုံးတရားဝါဒီဒါပေမဲ့လူကခွဲခြားနိုင်တယ်ဒါကြောင့်မလို့တရားဝါဒီအားလုံးထဲမှာလူဒီအမြင့်ဆုံးဆိုတော့ဘွဲကိုရထားတာအလကားကြထားတာမဟုတ်ဘူးအမားအမှန်ကို ခွဲခြားတတ်လို့အကောင်းအဆိုးကို ခွဲခြားတတ်လို့အဲ့တော့မမမမမငါနိုင်ငံဆိုဒါအမားအမှန်သူမခွဲခြားတော့ဘူးဆိုရင်ဘာပြောတလိမ့်ဆန်ပဲဟုတ်တယ်မလားဆိုးဆိုးမဆိုးဆိုးငါလူမျိုးဆိုရင်အကောင်းအဆိုးတော့ခွဲခြားမတတ်ရင်တလိမ့်ဆန်ပဲဟုတ်တယ်နော်ကောင်းကောင်းမကောင်းကောင်း ငါကောင်းဆောင်အကောင်းဆုံးမှခွဲခြားမတတ်ရင်ဘာဖြစ်မလဲတလိမ့်ဆန်တယ်အဲ့တော့နေအောင်ပြောတဲ့စကားကိုထောက်ခံတဲ့ဒူမှန်တမျှဟာကိုယ့်ကိုတလိမ့်ဆန်လို့ဝင်ခံတာနဲ့အတူတူပဲဒါနဲ့ရှင်းချင်းလေးပဲနော်အိုပါတီတွေအဖွဲ့အစည်းတွေလူပုတ်ကိုလည်းခဏထားလိုက်အောင်လက်တွေ့ကြကြလေးပဲခင်ဗျားလို့စဉ်းစားကြည့်ဟုတ်တယ်မလားလူနေမှားတာမှန်တာခွဲခြားနိုင်ရမှားနေတာအရေလက်ခံပေးလို့ရမလားဟုတ်တယ်မလားကောင်းတာဆိုးတာခွဲခြားရမယ်လေဆိုးနေတာကြီးကိုလက်ခံလို့ရမလား စိုးရင်မလုတ်ကမယ်ကောင်းအောင်လုတ်ကမယ်မှားနေရင်မလုတ်ကမယ်မှန်အောင်လုတ်ကမယ်ငါအဖွဲ့စီစိုးနေလို့အဲ့ဒီအစိုးပဲလက်ခံမလားစိုးနေတာကိုကောင်းအောင်လုတ်ပေးရမှာလားဟုတ်တယ်မလားငါကောင်းဆောင်စိုးနေလို့အာငါကောင်းဆောင်စိုးကျင်တာစိုးပါစေကွာငါကောင်းဆောင်မှန်တယ်လို့လက်ခုပ်တီးရမလားငါကောင်းဆောင်ကိုစိုးနေတဲ့ဘဝကနေကောင်းနေတဲ့ဘဝဖြစ်အောင်လုတ်ကမှာလားဟုတ်တယ်မလားအဲ့တော့ကျွန်တော်ပြောတာလွန်လားမလွန်ပါဘူးနော်အဲ့တော့နေအောင်စကားကိုလက်ခံတဲ့လူမှန်သမျှဟာကိုကိုကို ပလိဆန်လို့ဝင်ခံတာနဲ့အတူတူပဲကျွန်တော်လည်းဒါလိုပဲမှိုက်တယ်။နော်ဘာဖြစ်လို့လဲလက်တွေ့ကြကြီးလိုက်လေတွေးကြီးလိုက်လေဟုတ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာဟိုဘက်တွေတော့ရှိတယ်လူမျိုးတွေတအားချစ်တယ်အဲ့ဒီလူမျိုးချစ်စိတ်ပေါ်မှာဘာလုပ်လဲဆိုတော့မှိုင်းတိုက်တာမှိုင်းတိုက်တာဟာငါဘာလူမျိုးပြောရကြနဲ့ပါရောအဲ့တော့ဘာဖြစ်လဲ UNG ကိုဝိုင်းဆဲတဲ့ထဲမှာ UNG ကိုဆဲလောင်လူမျိုးရေးတွေနဲ့ဘာလုပ်လဲလုံးထွေးချပစ်တာလုံးထွေးချပစ်တာ ကျွန်တော်တို့ပြောနေတာက NUG မှမဟုတ်ဘူးအခုဆိုရင်ချင်းပြည်နယ်အစိုးရရှိလာ NUG စားချင်းပြည်နယ်အစိုးရတနိုင်ငံလုံးဥဆောင်ပေးမလား NUG တက်တာရင်ကျွန်တော်တို့အဲ့ချင်းပြည်နယ်အစိုးရကိုလေဝင်ဝင်ရင်ဝင်ရမယ်ကျွန်တော်တို့ပြောတဲ့တဘောကရှင်းချင်းလေလူမျိုးတွေပောက်ပို့တွေဘာသာတွေအဖွဲ့အစည်းတွေလာမထဲနဲ့လက်ရှိကာလမှာလိုအပ်ချက်ကိုပြောတာရခိုင်ပြည်နယ်အစိုးရရှိတယ်နော် UNAA မှာအဲ့ဒီရခိုင်ပြည်နယ်အစိုးရတနိုင်ငံလုံးကိုစားတနိုင်ငံလုံးပြည်သူလူထုကိုဥဆောင်ပြီးတော့ NUG နေရာကလာပြီးတော့ ရက်တည်ပြီးတော့ရုံးကန်ပေးမလားဒါဆိုရင်လည်းကျွန်တော်တို့ UNG နဲ့ကောင်းမယ်ဆိုရင်ကျွန်တော်တို့ဝင်းရံဝင်းရံတင်ဝင်းရံတင်ဝင်းရံမှာပဲရှင်းရှင်းလေးကျွန်တော်တို့ပြောနေတာလက်ရှိတော်လှန်ရေးဘက်အချမ်းမှာဥဆောင်နေတဲ့အပိုင်းကို supporting ပေးရမယ်နောက်လိုက်တွေကညီညီညာညာလိုက်နိုင်ရမယ်ပြီးပြီလားရပြီတော်လှန်ရေးအလွန်ကာလလာစပွဲပေါ်တင်လာချင်းလာကရင်လာမွန်လာရခိုင်လာဗမာလာအကုံလာအကုံလာလာလာနော်မင်းတို့ဘယ်လိုဖြစ်ရှင်လဲအကုံညှိကိုယ့်အခွင့်အရေးတွေကိုပြီးတော့ညှက်တာပြီးဒီတိုင်းပြီးလက်ပတ်သွားလို့မရဘူးလား အဲ့လိုမဟုတ်ပဲနဲ့အာမင်းကဘာဖြစ်လဲငါဖြစ်ရဟိုရန်သူကခြောက်ဝိုင်းမယ်တိတိလေးမဟုတ်ဘူးတိလားမြန်မာပြည်မှာအင်အားအကြီးဆုံးဖြစ်ပါတယ်ဆိုတော့ဝါတော်မှပြုတ်စားပလိုက်လို့ရတယ်တူတဖွဲ့တည်းဆိုရှော့မတော့နဲ့နော်မြန်မာစစ်ဘုံချုပ်တရားကောင်းမွန်တဲ့နေရာတွေကမထုံးပေါက်နေရမယ်ရောက်လာတဲ့နေရာဆိုအင်မတန်ထုံးပေါက်တယ်ခင်ဗျားတို့ရှော့မတော့နဲ့နားပင်းသွားလိမ့်မယ်ဒါကြောင့်မလို့ညီညွတ်ပါစီးလုံးပါဟိုညီညွတ်အောင် လုပ်နေတဲ့ဒူတဲ့စီးလုံးမှုပြိုပြတ်အောင်လုပ်တဲ့ဒူကများနေတယ်နော်တီဆောက်တဲ့ဒူတဲ့ ဖြိုဖျက်တဲ့လူကများနေတယ်။ဟောလာရင်လာရင်ဟိုလူမျိုးမခွဲခြားမဲ့လှုပ်တဲ့လူနဲ့လူမျိုးရေးခွဲခြားပြီးတော့ကလန့်တိုက်တဲ့လူကများနေတယ်။ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ရောက်ပါမလား။မရောက်ဘူး။ဒါကြောင့်မလို့ဒီကလာမှာမှားရင်မှားမှာပဲ။အခုကျွန်တော်လည်းအမှားရှိရင်ရှိမှာပဲ။ဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းအမှားလောကမှာအမှားရှိရင်ရှိမှာပဲ။လူမှန်အမှားနဲ့ဘလူးမှမကင်းလို့မရဘူး။ဒါပေမဲ့အဲ့ဒီအမားတွေကဒီလူကရည်ရွယ်ချက်ရှိပြီးအဒီအမားတွေရှောက်လုပ်နေတာလားတောင်းပေါ်မတော်မီတော့သူမှားမိတာလားကျွန်တော်တို့ဒီလိုမျိုးပြန်ခွဲချမ်းစိတ်ပြရမယ် ။အော်ရေရွက်ရှိရှိလုပ်နေလဲဆိုရင်ဒီကောင်လက်ခံပေးလို့မရတော့။မင်းအွန်လိုင်းကိုကောင်းမျိုး။မင်းအွန်လိုင်းတူအာနာရရဲ့ပဲကောင်းနေထဲတာတော့တယ်။တူတိုင်းထဲမှာပြည်သူဆိုတော့ဘာမှမရှိတော့ဘူး။နော်ပြည်သူဘာမှမရှိလို့စစ်ပေးရှောင်းစာတင်ချောင်းဆေးရုံဟမ်စစ်ပေးကန်ပါရိုင်းအဆောက်အုံဘုံကြီးကြောင့်အကုန်လုံးဘုံလိုက်ကျင်းတာလေဈေးရက်ွက်လူနေအိမ်နေတကယ်တမ်းဒူဒီတိုင်းပြည်ရဲ့ခေါင်းဆောင်အာဒီတိုင်းပြည်ဟာငါဥဆောင်နေတယ်ဒီတိုင်းပြည်ရဲ့ပြည်သူတွေကိုရင်ဝင်သားကဲ့သို့ငါဆောက်ရှောက်ကမယ်အဲကြီးတဲ့အမှုငယ်အောင်ငယ်တဲ့အမှုပပပြအောင် ဟုတ်တယ်မလားဒါလိုလောက်ကမယ်ဆိုတဲ့အတွေ့အတူမှာရှိရင်ကုနိကလို့ရွာထဲမှာ PDF တွေရောက်နေတာတည်တယ်ဒါပေမဲ့ PDF တွေရှိတာကလူပေါင်း20လောက်ရှိမယ်ရွာသားတွေကလူပေါင်း400လောက်ရှိမယ်ဆိုအဲ့ဒီနေရာကိုဘုံကျဲတင်လာတွေးရတော့မယ်အာဒါမတဲတင်ဒီနေရာကိုဘုံကျဲဖို့အမိတ်မပေးတင်ဘူးဟုတ်တယ်မလားကောင်းတယ်မရှိတဲ့ကောင်ကတော့အနိုင်ရရေးပြီးတော့အကုန်ချက်ကြိုက်တဲ့ကောင်ပြေးနေတဲ့ကောင်တေးအခုလုံနေတာအဲ့လိုလုံနေတာလေဒါကြောင့်မို့လို့ဒီလိုရာဇဝတ်ကောင်ကလုတ်တဲ့ရွေးကောက်ပွဲ ဘာအကြောင်းနဲ့မှလက်ခံစရာမလိုတလို့ဒီရွေးကောက်ပွဲကတို့ကလုံမှာပဲလေတို့အုပ်ချုပ်လို့ရတဲ့ဒေတာတွေမှာပေါ့တို့လုံမှာပဲဆိုတော့တနိုင်ငံလုံးလုံခွင့်မရှိတော့ဘူးတောင်တွေမှာအဆင့်တန်းမရှိဘူးတနိုင်ငံလုံးပြည်လုံးချုပ်အထွေထွေရွေးကောက်ပွဲဆိုတဲ့စကလုံးကိုဒီကောင်တွေပါဇက်ကထွက်ခွင့်မရဘူးဟုတ်တယ်နော်ဘာဖြစ်လဲပြည်လုံးချုပ်အထွေထွေရွေးကောက်ပွဲကြီးဆိုတဲ့စကားရက်ကိုဒီကောင်တွေပါဇက်မှာထွက်ခွင့်မရတော့အဲ့ဒါတို့ရဲ့အဆင့်တို့ရဲ့အတန်းအဲ့တော့တို့လုံခွင့်အုပ်ချုပ်ခွင့်ရတဲ့ဒေတာတွေမှာတို့ရွေးကောက်ပွဲကိုလုံမယ် ကြိုက်သလိုလှုပ်လေလှုပ်လဲမောင်လှုပ်ပေါ့ဟုတ်တယ်မလားမောင်လှုပ်ပေါ့ဘာဖြစ်မလဲကဘာလက်မခံဘူးတီသူကလက်မခံဘူးဆိုဘာဖြစ်လားပတ်စံကုံတော်ပဲဖတ်တင်တာပေါ့အခက်မတင်ရင်ဒီရွေးကောက်ပွဲဝင်းရံတဲ့ကောင်တွေဘယ်နှကောင်ဟမ်မြေဝါစာဖြစ်မလဲဘယ်နှကောင်ဂျေးအောင်ရမလဲစောက်ကြည့်လိုက်ပေါ့ဒါပါပဲအဲ့တော့တခါတဲ့စေတနာထားကြီးပွင့်လင်းပြောပါမယ်တီသူလက်မခံတဲ့ရွေးကောက်ပွဲကိုတတ်နိုင်တဲ့နေရာကနေကင်းကင်းနေပြီးပါမကင်းနိုင်ဘူးပါဝင်မယ်ပတ်တတ်မယ်ဆိုရင်တော့ဖြစ်ပေါ်လာမယ့် တက်ရောက်မှုတွေကိုကိုကိုယ်တိုင်ခံစားနိုင်လားဆိုတော့အရင်တွေးသိခြင်းပါလေပဲလော်ကြစားညက်မှာမို့ဆိုလို့ပြောတာခမည်းတော်ဘဝတွေကိုခုတုံးလှုပ်ပြီးတော့ဒီအာနာရှင်လူတစုကတိုင်းပြည်အာနာရဖို့ကြိုးစားနေတယ်ဆိုတော့မမေ့ပါနဲ့ဘရောမှာ